အလုတ်တကာကြီးဥစလော့ကြီးအဆက်ရှိသေးတယ်ဆိုရင်အလိုက်တတိနဲ့ထွက်သွားတာပဲကောင်းပါလေ။အာနီစလော့ကတော့ဇာတိတွေစပြနေပါပြီ။လူစုံလဲမနိုင်လူမစုံလဲမနိုင်ဘလို့လို့လို့ကိုမနိုင်တော့တာပါ။အရင်ကိုတွေပြေးမယ်နောက်မှအသေးတန်လိုက်ဖြတ်ကံမယ်စွတ်တိုင်မယ်တည်ငြိမ်မှုမရှိဘူးတကယ်ပါပဲ။လေဘာဟုတ်ဖန်တွေအတွက်ကတော့တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းပါပါ။ဒါပေမဲ့အာနီစလော့ကတော့သူ့ကိုယ်သူအဆက်မရသေးဘူးထင်ပါလေ။မြန်မာပြောင်းတိုင်ပြီးတော့ပွဲတိုင်းမှာတပုံဇန်လေးပဲပွဲထွက်လာပြီးတော့တလွဲကြီးပဲလုံနေတော့တာပါ။နောက်ပြီးတော့ကစားမရဆိုရင်လည်း အခုလက်ရှိမှာစိတ်သက်ပိုင်းကအတော်ကိုပြည့်စည်နေပါပြီ။တိုက်တာတိုက်နေရပေမဲ့နိုင်ကျင်စိတ်ပြင်းပြမှုတွေမျက်နှာမှာမမြင်တွေ့ရဘူးဖြစ်ပါလိမ့်။နေပြားကတိုက်ခိုင်းလို့သာတိုက်ထားတဲ့ပုံစံမျိုးဖြစ်နေပါလိမ့်။တကယ်တော့သူတို့နေထားမျိုးအစဉ်တန်းမျိုးနဲ့သူလူစင်းမျိုးတွေကအခုလိုမျိုးအသင်းမျိုးကိုအေးစေးစေးလေးပဲနိုင်ရရှိရမှာဖြစ်ပါလိမ့်။ဒါပေမဲ့အေးစေးနဲ့နိုင်ရမယ့်အစားအေးစေးရှုံးသွားပါလိမ့်။ရုပ်ပေါက်လုံးပါလိမ့်။အိမ်ငွေမှာနှစ်ပွဲဆက်ရှုံးနဲ့သုံးပွဲဆက်ကိုပြက်ရှုံးဆိုတာကြီးကမဖြစ်သင့်ပါဘူး။အရာတစ်ခုကိုထပ်ခါပြောရမယ်ဆိုရင်ယာစီစာတော့လေဘာဘူးကနိုင်ပွဲတွေဆက်ပြ နောက်ဆုံးမိနစ်ဒီမှာကြီးပဲကိုရီအတွင်ပြစသဖြင့်အလုပ်ပုံစံမျိုးကိုပြိတက်တွေစီအယုံတင်းခဲ့ပြီးဟုတ်မလို့လို့နဲ့တကယ်တမ်းမှာတော့ကြာလီကြာလီပုတ်လီဖြစ်နေခဲ့တာပါရက်ကော့တွေကိုပဲကြည့်ကြည့်ကြပါလေးပွဲဆက်ရှုံးနေတဲ့ပွဲပြန်နိုင်နေနှစ်ပွဲဆက်ရှုံးနေနှစ်ပွဲပြန်နိုင်နေအခုတကသုံးပွဲဆက်ရှုံးပြန်ပါပြီခြေယူပဲပြောရမလားဘုံမလို့လို့နဲ့ဖြုတ်သွားတယ်ပဲပြောရမလားဘာပြောရမှန်းတော့မသိတော့ပါဘူးတကယ်ပါပဲဒီရာသီခက်ခဲဆုံးဆိုတဲ့ EPL မှာတောင်တင်းဆုံးလူစည်းရင်းကိုပိုင်ဆိုင်ကြတာတောင်မှအခုလိုမျိုးတိုင်ပတ်နေတဲ့ဆိုတော့ဒါအားလုံးဟာနီးပြားနေပဲသက်ဆိုင်ပါတယ် ဒီတော့အခုလိုလူစည်းမျိုးကိုနီးပြတာတေချာစနစ်ကြားနဲ့အာဒီတာတို့လိုဂိုင်းတွဲနိုင်မယ်ဆိုရင်အခုလိုအင်ဝင်ဝေးကွင်းမကြံအလူကြီးတွေပေးနေရမှာမဟုတ်ပါဘူး။နောက်တော့အာနီစလော့တာကလော့ရဲ့စင်တကက်ရောင်နဲ့ဘာမှပြောင်းခြင်းကဲဘူးအစွမ်းစားတွေထုတ်ပြနိုင်မှုကြိုးစားခဲ့မယ်ဆိုရင်အခုလိုမျိုးပွဲတိုင်းမှာဒူထောင်းနေစရာမလိုဘဲနဲ့မင်းပါလဲငါပါလဲမေးပြီးတော့ရယုံမှာပဲ။ဒါပေမဲ့ခုကတော့ဟီဟာလို့လို့မရဘူးပြောပြီးတော့သူကိုယ်တိုင်ပဲဟီဟာလို့ခံရရတယ်လို့ပွဲစဉ်တိုင်းမှာလဲဇွတ်တယုံကလွဲပြီးတော့ဘာနီစနစ်မှာမရှိနေပါဘူး။ ဘယ်ချိန်မှလူလဲမယ်ဘယ်ကစားမကိုဘယ်ချိန်မှထည့်မယ်နောက်ပြတော့ဘယ်ပွဲမှာဘယ်ကစားမတွေကိုဘယ်သူနဲ့ထိမ့်မယ်စသဖြင့်အာနီစလော့မှာဘာပလန်မှမရှိနေပါဘူးလေဘာဟုတ်တို့ခေါ်တော့ငါဒီတိုင်းကြီးကောက်လာချလိုက်တာထင်ပါလေအဲ့တော့အခုလဲဒီတိုင်းကြီးထားပြီးတော့ဒါထွက်သွားလိုက်တင်ပါပြီပြီးတော့လေဘာဟုတ်ပရိသတ်ရဲ့တောင်းဆိုချက်ရအခုဆိုရင်အင်္ဂလန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကလည်းအတင်းစောင့်ကြိုနေပြီဖြစ်ပါလေအဲ့တော့အဆက်ရှိတဲ့ဆိုရင်အထုတ်ထုတ်ပြီးတော့အမြန်ဆုံးထွက်သွားတင်ပါပြီဒါပေမဲ့မစ္စတာပြောင်ကအဆက်ရှိမဲ့ပုံလဲမပေါ်ပါဘူးရှုံးနေရတော့မှသူ့မျက်နှာမပြတ်ဘဲနဲ့စိုက်ဖမ်းနေတိတာပါ တကယ်ပါလေဘာဦးတို့ကမှတကယ်ကန်ဆိုးတယ်ပြောရမလားမသိပါဘူး EPR ဖလားတလုံးနဲ့နှစ်သိမ့်ပြီးတော့အခုဇတိုက်တွေကြီးပဲဒုက္ခပေးနေတော့တာပါအဲ့တော့လေဘာဦးဖန်တွေအတွက်ကလည်းတကယ်ဝေကြွေးကြီးလာပါလိဒီနီးပြတာမထွက်သွားရင်လေဘာဦးကခြေယူးလိုလိုခြေမယူးလိုလိုနဲ့ရောင်60အဆင့်နဲ့ပဲဆက်သွားနေရအောင်ပါပါအဲ့တော့လက်ရှိမှာဆိုရင်လေဘာဦးဖန်တွေကအာနီစလော့ထွက်သွားဖို့အရေးကိုသာဆူတောင်းရတော့မှာဖြစ်ပါလိမ့်မယ်